ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမမနှင်းဖွေးရေးသားထားတဲ့နုပြူလာသောအဖွားအိုးဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူနားဆင်ခံစားကြပါရှင်နုပြူလာသော အဖွားအိုး မက်ရွှေကျော်ကိုကြုတ်ပစ်ထားခဲ့တာ၅နှစ်ကျော်ပြီဟုတ်တယ်သူတို့သားမေကိုကြုတ်ဘာစကားတခွန်းမှမပြောပဲအိမ်မောကဆင်းလာတာတကယ်ကို၅နှစ်ကျော်ခဲ့ပါပြီမက်ရွှေကျော်အပေါ်ကြုတ်တကူကောင်းဆန်ခဲ့ပါတယ်တကယ်ဆိုရင်ကြုံလာတဲ့ဘဝအခက်အခဲမှန်သမျှမက်ရွှေကျော်နဲ့အတူလက်တွဲပြီးရုန်းကန်တဲ့နာပေါ့ထူထောင်းလာတဲ့လောကဒဏ်ကိုအတူခါစီခံတဲ့နာပေါ့ဒါပေမဲ့ကျုပ်အားလုံးကိုလက်မြောက်ပြီးအရှုံးပေးပြီး လော်ရကြော့ရကို ပြေးထွက်ခဲ့မိပါ रे ဒါပေမဲ့ဗျာမရွှေကြော်ကိုကျုပ်တရက်ကလေးမှမမေ့ခဲ့ပါဘူးရှင်ထဲမှာနာနာကျင်ကျင်နဲ့အမြဲလွမ်းဆွနေခဲ့တာပါ ကျုပ်ဟာရင်ကျက်ပန်းနာယောဂာတဲလို့တေကောင်ပေါင်းလဲဖြစ်ခဲ့တော့ငါဆိုရင်ဆရာတော်မကြောက်မရွှေကြော်ကြီးကျုပ်ဖြစ်ကို မြင်လှဲ့ပါအောင်လို့ဖွင့်ဟာတန်းတားရင်မျက်ရည်ပေါက်ပေါက်ကြငိုကြွေးခဲ့ဘူးပါလေ။ ဒီဘွားမှာတော့ကြုံမရွှေကြော်ကိုပြန်မတွေ့နိုင်တော့ဘူးလို့စိတ်ထဲမှတ်ယူထားပြီးကြေကွဲမဆုံးဖြစ်ခဲ့ရတယ်။အင်းဒါပေမဲ့ဆရာတော်ရဲ့မေတ္တာစေနာကဆူးရှလာသလို လူသူမနီတောမီဆရာတော်ဖရာရဲ့တိုင်းရင်စေးပညာတကူဟာလေထက်မြန်လှပါလေ။ဆရာတော်နဲ့တွေ့ပြီးရပိုင်းအတွင်းယောဂါတက်တာလေ။တလားလောက်ကြာတော့တတိတသာရောပါသွားပြီ။၃လမရောက်ခင်ယောဂါဟာယူပြစ်တယ်လို့ရှင်းရှင်းပြောက်ခဲ့ပါရဲ့။ ဆရာတော်ဖရာဟာကျုပ်ရဲ့အသက်သခင်ယေရှုရှင်မှာဒါကြောင့်လဲတော်ရဲမှာတပါးတဲ့တရင်သုံးနေတဲ့ဆရာတော်အနာကတဖွားမှမခွာပဲကျုပ်နေခဲ့တာပေါ့အသက်ရလာပြီဖြစ်တဲ့ဆရာတော်ကိုတသက်လုံးဝကြီးဝင့်ငယ်ပြုစုတော့မယ်လို့ကျုပ်ဆုံးဖြတ်ခဲ့တယ်ဆရာတော်အနာနေရတာကျုပ်စိတ်လဲတက်တာတယ်ဆရာတော်ပြတဲ့တရားကိုနားဆရာတော်ချီးမြှင့်တဲ့တိုင်းရင်းစည်းပညာကိုသင်ယူပြီးနေလိုက်တာ လေးနှင်းဆိုတဲ့ချိန်ဟာကုန်းမှန်းမသိကုန်းသွားပါတယ်။ဆရာတော်ဟာကျုပ်လက်ပေါ်မှာပဲခန္ဓာဝန်ချသွားခဲ့ပါတယ်။ဆရာတော်မရှိတော့ဆရာတော်ရဲ့တဲချောင်းကလေးတွေမှာကျုပ်တယောက်ထဲအထီးကျန်ဖြစ်ရပြန်ပါတယ်။မရွှေကြော့ကိုတော့ကျုပ်သိပ်အောင်းမိတာပဲ။ဒါပေမဲ့အိမ်တော့ပြောင်းခြင်းစိတ်မရှိခဲ့ဘူး။ဆရာတော်ထံကရခဲ့တဲ့ဈေးပညာမွေးနဲ့ကျုပ်ရွာဘက်ထွက်ပြီးဆေးလေးပါလေးကုတာအဆင်ပြေတယ်။ ကျုပ်ကုပေးလို့ရွာနေချုပ်ဆက်က ပန်းနာယောဂတဲ့နှစ်ဦးသုံးဦးယောဂရှင်ရှင်ပျောက်သွားတယ်။တနေ့မှမြို့ကလူဝဝကြီးတယောက်တပည့်နှစ်ယောက်နဲ့ကျုပ်စီတကူးတကရောက်လာတယ်။သူလည်းပန်းနာရင်ကျက်သမားပဲ။ဆရာတော်သင်ပြပေးတဲ့အတိုင်းကျုပ်လည်းတစ်ဦးတစ်ဖူတွေခက်ခက်ခဲခဲရှာပြီးအစွမ်းကုန်တက်သမျှမှတ်သမျှကုပေးလိုက်တာ။အဲ့ဒီလူရဲ့ယောဂလည်းတခါတည်းယူပစ်တယ်လို့ပျောက်သွားပါလေရော။သမားလည်းဆုံးပြီး စေးလဲဆုံးပြီဒါပေမဲ့ယောဂမပြောက်ပဲအနှစ်20လုံးလုံးဝေနာခံစားခဲ့ရပါတယ်ဆိုတဲ့လူဝါကြီးဟာကျေးဇူးတင်လုံးလို့ဆိုပြီးကျုပ်ကိုထိုင်းရှိခိုးယုံမကကျုပ်ဘယ်တော့မှမမြင်ခဲ့ဘူးတဲ့မကင်ခဲ့ဘူးတဲ့ငွေတွေအထက်လိုက်ထုတ်ပေးပါတော့တယ်ဗျာဒါလောက်များတဲ့ငွေတွေကိုကြည့်ပြီးကျုပ်တုံတုံလှုပ်လှုပ်ချောက်ချောက်ချာချာကြီးကိုဖြစ်သွားခဲ့တယ်ကျုပ်မရွှေကြော်ကိုချက်ချင်းတရိရလိုက်တယ်ဒီငွေတွေကိုမရွှေကြော်လက်ထဲအပ်ပေးလိုက်ခြင်းနဲ့ ကျုပ်တို့မိသားစုဒင်းငွေတွေနဲ့ရင်းနှီးစားတော့လို့ရပြီ။ကျုပ်လည်းနေကောင်းပြီမို့အလုပ်လည်းကောင်းကောင်းလုပ်နိုင်ပြီ။မက်ရွှေကြော့ပင်ပန်းထားသမျှတစ်လှည့်အနာပေးလို့ရပြီ။သားသမီးတွေရဲ့ပြဿနာကိုကျုပ်ဖြေရှင်းမယ်။ငယ်ဘွားကလို့မက်ရွှေကြော့တခြင်းတည်းအေးနဲ့ပြန်နေနိုင်အောင်ကျုပ်ကြိုးစားမယ်။မက်ရွှေကြော့ရေနှစ်ပေါင်းများစွာတိတ်ဆိတ်နေတဲ့တခြင်းတန်လေးကို နားထောင်ဖို့ကျုပ်ညီးစီကို ပြန်လာခဲ့ပါပြီကွယ်။ တကယ်တော့ကြုံမရွှေကျော်ကိုအတန်ကောင်းလို့ယူခဲ့တာပါဟုတ်တယ်အတန်ကောင်းလို့မရွှေကျော်ကတချင်းဆိုသိတ်ကောင်းတာအတန်ကကြည်ပြီးအေးနေလိုက်ပုံများနားရဲကတတော်နဲ့မထွက်နိုင်တဲ့အထိပိုပြောတာမဟုတ်ဘူးလွန်ခဲ့တဲ့အနှစ်30ကျော်လောက်ကပေါ့အဲ့ဒီတုန်းကကျုပ်ကအသက်22နှစ်မရွှေကျော်က18 19လောက်ရှိဦးမယ်ထင်တယ်ကျုပ်ကအညာက10တန်းအောင်ပြီး ရန်ကုန်ဆင်းလာတဲ့အချိန်ဦးလေးဆက်သွယ်နဲ့ရုံတရုံမှာအောက်တန်းစီရေလှုပ်ရတယ်။တစ်ဖက်ကလည်းလှုပ်သားကော်လေးတက်လို့ပေါ့လေ။မရွှေကျော်ကဦးလေးချန်နဲ့ကက်လျက်အင်းကသူကလည်းပြောရရင်ကြုတ်လို့ပါပဲ။မိပါမယ်တကောင်ကျွတ်အတော်အိမ်မှာကက်နေရတဲ့သူ။သူ့တော်ရဲ့စီးပွားရေးလုပ်ငန်းကရှောက်သီးဆေးပြားတို့ရှောက်ချိုဝိုင်းတို့လုပ်တဲ့လုပ်ငန်း။သူတို့ချန်နယ်မှာရှောက်သီးစားစိန်နဲ့စင်အိုးကြီးတွေ ရှောက်ပြားလှန့်တဲ့လင့်စင်ကြီးတွေနဲ့ရှုပ်ရှက်ကိုခတ်လို့သူတို့အလုပ်ကလည်းမလွယ်ပါဘူး။ရှောက်သီးတွေလှီးရတာ၊စားစင်ရတာနဲ့နေလှမ်းရတာနဲ့အထုတ်ထုတ်ရတာနဲ့ဘယ်တော့မှမအားရမနားရပါဘူး။မရွှေကြော့ခမရအလုပ်သမား၄၅ရောက်လောက်နဲ့စဲဆက်တယ်လို့လုပ်နေရတယ်။ပြီးတော့အိမ်လုပ်ဖြစ်တဲ့ချက်တာပြုတ်တာရှော်တာဖော့တာလည်းသူ့လုပ်ပဲ။သူ့တော်ရဲ့သမီးတွေကတော့ဘောကြော့ကောလိပ်ကျောင်းသူတွေမို့လို့ စားချက်ပြက်မဆိုးလို့အိမ်လုံးမလုပ်ခိုင်းဘူးတဲ့မရွှေကြော့ခမားမှာတော့အလုတ်ဘလောက်များများညင်းညူတယ်မရှိရှာပါဘူးတချင်းလေးတေးအေးနဲ့အလုတ်နဲ့လက်နဲ့မပြက်လုံနေတာပဲကြုံမြင်တယ်ကြုံနေရတဲ့ထက်ကိုးပေါ်ကကြည့်ရင်မရွှေကြော့အလုတ်လုံနေတာကိုကောင်းကောင်းမြင်ရတယ်သူတချင်းဆိုရင်လည်းကောင်းကောင်းကြားရတယ်သူကအလုတ်များလေးတချင်းဆိုလေးပဲဗျအံ့ရောဟုတ်ကိုချော်ရလာလို့မန္နာကိုပြောရှင် တကယ်ကိုချောရဲလားလို့မန္နာကိုပြောရှင်းရိုးရိုးလေးနဲ့မပြူမပြင်းကျမကတော့ငိုရင်းသူမကြခဏဆိုတဲ့တခြင်းမှာဟုတ်ပါတယ်မရွှေကြော့ရဲ့ညီကမပြူမပြင်းမင်းမဲငိုရင်းလှပါပြီတဲ့လို့အဲ့ဒီတခြင်းကိုကြားရတိုင်းကျုပ်စိတ်ထဲအမြဲရေရွတ်နေခဲ့မိပါတယ်တူတူပြောရစီတော့ဗျာကျုပ်ဦးလေးရင်ရောက်ပြီးတစ်နှစ်လောက်မှာ သူနဲ့သမီးရေစာဖြစ်သွားပါတယ်။သမီးရေစာဖြစ်လို့မှဘာမှမကြဘူး။သူ့တော်ကတိတ်သွားပြီ။ကျုံနဲ့သဘောမတူနိုင်လို့တူမကိုအဆက်ဖြတ်ခိုင်းတဲ့။သူတို့အနေနဲ့ခိုင်းကျင်တယ်လို့ခိုင်းလို့ရတဲ့ဒီတူမကို သူများလက်ထဲဘယ်ပါခံနိုင်မလဲလီ။နောက်ပြီးကျုပ်လိုလူကိုအထင်မကြီးတာလဲပါတာပေါ့။တနေ့သူနဲ့ကျုံနဲ့ခြံတော့မှာစကားရက်ပြောနေတော့သူ့တော်မြင်သွားတယ်။ဒါကိုဗျာတူမကိုပ้าရိုက်ဆုံးမတဲ့။ ပါရိုက်ခံရပြီးနောက်တနေ့မှပဲမရွှေကျော်လေအဝတ်တထဲကိုတစ်ခုနဲ့ကျုံနောက်ကိုလိုက်ခဲတာပဲဆိုပါတော့ကျုပ်တို့နှစ်ယောက်ခြေပလာလက်ပလာနဲ့ဘဝကိုစခဲ့ကြတယ်အညာကအိမ်ဝိုင်းကို အမတို့စီကအန်းယူလိုက်တဲ့ငွေကလေးနဲ့ရန်ကုန်စင်ကြေးဘုံမှာတစ်သားအိမ်ကလေးတစ်လုံးဝယ်လိုက်တယ်126ချက်ဆိုတဲ့လစာဝင်ငွေလေးနဲ့ဖြစ်အောင်ရက်တည်တယ်ငါမို့ဘိုးဝယ်ရင်၁၀ခုရတဲ့ဘရာကျော်ကိုဟင်းဖြစ်နဲ့ထမင်းမြင်ခဲ့တဲ့နေ့တွေဟာ ကျုပ်တို့ဘဝမှာအပျော်ရွှင်ဆုံးမေမြာနိုင်ဆုံးနေ့တွေပါပဲကျုပ်တို့အိမ်မှာဆိုရင်မက်ရွှေကြော့ရဲ့တခြင်းတန်လေးနဲ့အလွန်ကိုကြက်တည်ရှိခဲ့တဲ့အချိန်တွေပေါ့ ကျုပ်တို့အိမ်တော်ဦးဟာသိပ်ပျော်စရာကောင်းခဲ့ပါတယ်။ကျမ်းမာရေးဘ ഹു တုတမရှိတဲ့ကျုပ်တို့နှစ်ယောက်ဟာစောစောစီစီပဲကလေးယူလိုက်မိတယ်။လက်ထဲဘာမှစွစွဆောင်းဆောင်းမရှိခင်ကလေးတာဝန်ပိုးလာတော့ကျုပ်တို့အတော်ကလေးကတိလင်တာဖြစ်ရတယ်။ပိုးဆိုးတာကကလေးကမကျန်းမာဘူးချူကြတယ်။သူမွေးပြီးကလေးကအိမ်နဲ့ကလေးစေးရုံ အမြဲကူးနေရတယ်။အဲ့ဒီကလေးတစ်နှစ်ကျော်လောက်မှာ ။နောက်သားတရားကိုကျုပ်တို့ဘွားရဲရောက်လာပြန်နေ။ဒုတိယသားကသားဦးလိုမချူချပါနဲ့။ပြောင်းဆောင်ဆော့တယ်။လမ်းလျှောက်တက်ဆအရွယ်မှာအင်ဒီကားပေါ်ကပြုတ်ကြလို့ဆေးရုံတက်ချုံရတာကြီးနှစ်ခါ။သူ့ကောင်းမှဆိုဒဏ်ရာကြီးပဲ။တတိယကလေးကတော့မင်းကလေး။စိတ်ကြီးလိုက်တာလည်းမပြောပါနဲ့တော့။အလိုမကျလို့များငိုရင်နှက်ခမ်းပြပြီးတက်တဲ့အထိငိုတယ်။မရွှေကြော့ခမရကလေးသုံးယောက်နဲ့ပင်ပန်းရှာတယ်လေ။ မဖီးနိုင်မလိမ့်နိုင် သူအင်မတန်ဝါသနာပါတဲ့သချင်းလေးတောင်မငီးနိုင်တဲ့အထိပါပဲကလေးတွေကြောင်းထားတဲ့အရွယ်ရောက်တော့သူတို့ကြောင်းစိတ်ကလေးကဖို့မရွှေကြောကအိမ်မှာဆိုင်ကလေးဖွင့်တယ်။သူ့မိမသေးခင်ကပေးခဲ့တဲ့ပလဲနက်ကကလေးချွတ်ရောင်းပြီးအရင်နေလို့တည်းအိမ်ဆိုင်ဆိုပေမဲ့ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။မုံလေးပဲလေးစိတ်လေးလေးတိုးလီမိုလီရောင်းတာပါ။ပွဲမရလိုက်တဲ့ဆေးကြီးဘွားကမတတ်နိုင်နဲ့ကြုံနေနေလဲ သူတို့မိသားစုကိုပြည်စုံလုံလောက်အောင်ဘယ်ထောက်ပံ့နိုင်ပါမလဲတလားတလားအကျွေးနဲ့လုံးချပတ်ချလဲရင် အသက်တွေကြီးလာတာပဲဖတ်တယ်နေငငယ်ကညံကောင်းပြီးစာတော်တဲ့တာကြီးဖိုးထောင်ဟာစေတန်းတပုံးပုံးကြတယ်ဆာမေးဝဲကြတော့ဖိုးထောင်စိတ်လေတယ်ကျူရှင်ကောင်းကောင်းထားမပေးနိုင်တဲ့မိဘကိုမကျေနပ်ဘူးအဲ့ဒီမကျေနပ်စိတ်နဲ့အရက်ထဲလဲပြီးလူတကာနဲ့ရမ်းဖြစ်တယ်စီကနေဟေ့ဆိုဖိုးထောင်မယ် ဖိုးထောင်ကြောင့်ယုံရောက်ခက်ရောက်ရတာအကျဉ်းချင်းသူပြောသလိုကျူရှင်ကောင်းကောင်းထားမပေးနိုင်တဲ့အတွက်ဖေတယောက်နေနဲ့စိတ်ထိခိုက်တယ်ဘွဲမရခဲ့တဲ့ကျုပ်ဟာကျုပ်သားကိုဘွဲရပညာရကြီးတယောက်သိပ်ဖြစ်စေချင်တာပေါ့တာကျူရှင်ကအတွက်ဆိုပြီးချပြီးကုံထမ်းကျင်စိတ်တောင်ပေါက်မိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျုပ်ဘွားကစိတ်သွားတိုင်းကိုမပါတော့ဘူးလေငငယ်တော့ကအခန့်ရှိခဲ့တဲ့ရင်ကျက်ပန်းနာယောဂါပြန်ပေါ်လာတယ် ကုံထမ်းပေါ်နေနေတာတာလမ်းလေးနည်းနည်းပါပါပိုးလျှောက်မိရင်တော့မောမဆုံဘူးခွင်ခဏခဏရိုးရလွန်းလို့ရုံးကအရာရှိကလည်းညွန်ညင်လာပြီဒုတိယသားကြတော့မိုက်တယ်ဘလို့ကဘလို့ဖြစ်တယ်လဲမသိဘူးဆေးဆွဲတယ်အင်းဆိုင်ကလေးကပတ်စံတွေပျောက်တယ်ပျောက်တယ်နဲ့ပထမမရိပ်မိဘူးတနေ့သူများအင်ဂျိုအင်ဂျာနောက်ဖွေးလမ်းကြမှာဆေးထွက်တန်းလန်းနဲ့သေးနေတာတွေ့ရတော့မှကိုသားဘိန်းစားဖြစ်မှန်းသိလိုက်ရတယ် ပိုဆိုးတာကဖိုးအောင်ဟာဆေးကိုကိုယ်တိုင်သုံးဆွဲရုံမကလက်လီဖြန့်တဲ့အလုပ်ကိုလည်းလုပ်တဲ့ဖရာဖရာအဲ့ဒီသားဆုံးတော့မရွှေကြော့လဲပိန်ပြီးအိုးစားသွားလိုက်တာလေအရင်ရုပ်တစက်မှမရှိတော့တဲ့အထီပါပဲအသက်40ကျော်ရှိအောင်မယ်သပင်တွေကတကောင်းလုံးဖြူလို့ပရည်တွေတောင်တွန့်လို့သူကအဲ့ဒီသားကိုချစ်ဆုံးမဟုတ်လားအငယ်ဆုံးသမီးမိကောက်အရွယ်ရောက်လာတယ် ဒီသမီးကတပါးသားကျုံနယ်လည်းမတူဘူးမအီမကြော့နယ်လည်းမတူဘူးတဲ့အသားလေးဖြူပြီးမျက်ခုံးမျက်လုံးနှာရန်ကမကိုကလမာလေးကြာနေတာပဲတိတ်လှတယ်သူ့မေစီကတချင်းဆိုကောင်းတဲ့အမွေလေးရလိုက်ပါရဲ့သူကစားတဲ့စိတ်ဝင်စားဘူးကြောင်းနေချင်းစိတ်လည်းမရှိဘူးရှစ်တန်းနှစ်ခါကြတော့ကြောင်းထွက်ပြီးစားတော့ဆိုင်တစ်ခုမှစပွဲလိုလုပ်တယ်ကျုပ်သဘောမတူလှပဲမဲ့မျက်စိမှိတ်ပြီးလှော့ထားရတော့တယ် အသက်16နှစ်အရွယ်သမီးလေးယောက်ျားတကာကိုအယံငှဲ့ပေးပြီးထီကပားရီကပားလှုပ်တာခံရတဲ့ဘဝမျိုးဘယ်ဖေကခွင့်ပြုခြင်းမလဲကျုပ်ရင်နာလိုက်တာလေဒါပေမဲ့ကျုပ်ဘာမှမတက်နိုင်ခဲ့ဘူး။ဘာကြောင့်လဲဆိုတော့ကျုပ်ဟာကျမ်းမာရေးအခြေအနေကြောင့်အလုတ်ကထွက်ခဲ့ရပြီ။တားကြီးကလူငယ်ချင်းရန်ဖြစ်ပြီးလူသေးမှုနဲ့ထောင်းကျနေပြီ။ဒီသမီးလှုပ်စားမစားဘာနဲ့စားမလဲ။ကျုပ်ရောက ပိုသေးလာတယ် မရွှေကျော်ကကျုပ်ကို ပြူစွေရတာတစ်ဖက်။သားကြီးဖိုးထောင်စီထောင်ဝင်စားသွားတွေ့ရတာတစ်ဖက်နဲ့မအားရဘူး။သမီးကအဖေဆေးဖို့အတွက်အလုပ်ပိုလုပ်ပါတယ်ဆိုပြီးအိမ်ပြန်လာပို့ပို့နောက်ကြလာတယ်။သူ့မိကိုလည်းငွေတွေခါတိုင်းထက်ပိုအပ်ပါရဲ့။သူကိုယ်တိုင်လည်းပြောင်ပြောင်ရောင်ရောင်ဖြစ်လာတာတော့အမှန်။သမီးပြောက သူစပွဲတို့လုံးမလုပ်ရတော့ဘူးတဲ့။ဆန်ရှင်းကသူ့ကိုတခြင်းမဲ့ဆိုခိုင်းတဲ့ ။တချင်းဆိုတဲ့အတွက်လစာလဲပို့ရပြီ။စူကြီးတွေလည်းမနေဘူးရတဲ့။ဒါပေမဲ့ဗျာမိဘကိုလှုပ်ကြွေးတဲ့သမီးရဲ့ဂုံတဲ့င်းကလုံးဝမမွှေးခဲ့ပါဘူး။အရက်ထဲမှာပြောကြဆိုကြလူတကာနားကရှမ်းမှကျုပ်ကကြားခဲ့ရတာပါ။ကျုပ်ရှက်တော့တာနဲ့သမီးကိုစစ်မိမိတော့သမီးဖြေတဲ့အဖေကသမီးဒီလောက်ကိုမလှုပ်ချင်ပါဘူး။ဒါပေမဲ့အဖေကမိသားစုကို ထမင်းဝအောင်ကြွေးနိုင်လို့လား။ လူနဲ့သူနဲ့တူအောင် ထားနိုင်လို့လာတယ်လေကျုပ်ကိုအလဲထိုးတဲ့စကားလုံးတွေကျုပ်သမီးကိုဘလို့တုံ့ပြန်လိုက်ပြီးကျုပ်လည်းဘလို့ဖြစ်သွားမှမသိတော့ဘူးကျုပ်တရေပြန်ရလာတော့သမီးကစမ်းမြန်မှလဲကြနေတယ်အရာနဲ့ကျုပ်တခုဆုံးဖြတ်လိုက်တယ်ကျုပ်အားလုံးကိုစွန့်ခွာသွားတော့မယ်အရှုံးပေးတော့မယ်လို့မတ်ရွှေကြောတယောက်ငိုရလွန်းလို့မောပြီးနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားတဲ့အချိန်မှာ သူ့မျက်နှာနွမ်းနွမ်းလေးကိုနောက်ဆုံးအနေနဲ့တစ်ချက်ကြည့်ပြီးအိမ်ကအပြီးထွက်ခဲ့တာပါပဲဗျာခြေဦးတဲရလျှောက်သွားရင်ဆရာတော်တစ်ပါးနဲ့တွေ့ပြီးဆရာတော်ကသူ့ကြောင်းပေါ်ကဲဆဲထားလို့ကျုပ်အသက်ရှင်ခွင့်ရခဲ့တာပေါ့အဲ့ဒါအိမ်ကထွက်လာခဲ့တဲ့အဖြစ်ပြက်အခုတော့ကျုပ်အိမ်ပြန်ဖို့ဖြစ်လာရပြန်ပြီ အိမ်သားကိုနီလာလေးလေးကြုတ်ရင်ခုံရလေးပဲမရွှေကြောတယောက်ရှိမှရှိသေးရဲ့လားရှိရင်လဲကြံတော်ကြံပါရဲ့လားသူတို့သားမိတွေဘလို့များနေထိုင်စားတောက်ကြတယ်လေသမီးမိကောက်ကကောစားတောက်ဆိုင်မှာအလုံးလုံးနေတော့မဲလားမရွှေကြောကကောစားစရာတောင်းရွက်ပြီးထောင်ဝင်စားတွားတွေ့တော့မဲလားကြောက်ထူတဲ့နေရာအထိလိုက်ရတော့မဲလားတွေးကြည့်ုံနဲ့ရင်းနဲ့မွန်းကြလိုက်တာ တခြားရက်ကွက်နဲ့ဆိုင်ကျုပ်တို့ရက်ကွက်ကတိတ်ပြောင်းလဲမရှိဘူးမြင်းနီလန်းတွေကတော့ကတရားခင်းလန်းဖြစ်လာတယ်လန်းထိတ်ကအဘဖြူတို့အင်အိုကြီးကတော့မရှိတော့ဘူးသူ့နေရာမှာတော်တော်ထက်များတယ်တိုက်ကြီးတိုက်ဖြစ်နေတယ်လန်းထဲကလူတွေကျုပ်ကိုမမှတ်မိကြဘူးအတီတဲကတယောက်နှစ်ယောက်ကျုပ်ကိုကြည့်ပြီးမထူးကြသလို ဖြတ်ကျော်သွားတယ်အီလီဘယ်မှတ်မိပါမလဲကျုပ်ကလည်းမုတ်စိတ်ပတိုင်းမွေးနဲ့ ရောင်နှုံထုံးခေါင်းပေါင်းထားတဲ့ပုံစံတစ်မျိုးဖြစ်နေတာကိုကျုပ်ဝင်နဲ့မျက်စောင်းတို့လောက်မှာကိုရဆိုင်အစ်တဆိုင်တွေ့တယ်။ကျုပ်ကကိုရတရားမှားစားရင် အင်ကိုအကဲခတ်ကြည့်လိုက်တယ်။ကျုပ်ဝင်ကအရင်နဲ့တော့တိတ်မကွာပါဘူး။မျက်နှာစားမှာအရင်ထက်ပိုးဆုံလင်းနဲ့အင်ဆိုင်ကလေးတဆိုင်ဖြစ်လာတာတခုပဲ။ကြက်သွန်းအာလူပဲမိသွေးစတဲ့မိဖို့ချောင်းသုံးပစ္စည်းအစုံလင်းနဲ့ကုံစုံဆိုင်လေးတဆိုင် ပလတ်စတစ်ရောင်စုံနဲ့ထုတ်ထားတဲ့စားစရာဒုတ်ကလေးတွေကိုတိုးလို့တွဲလောင်ချိလို့။ဩဈေးထိုင်ရောင်းနေတာသမီမိကောက်ပဲ။အရင်လိုနှခမ်းနေပါနေဆိုပြီးခစ်ဆန်ဆန်အဝယ်စားတွေနဲ့မဟုတ်တော့ပါလား။တနခါပကွက်ကြနဲ့ဘီးကျော်ဖတ်နဲ့။သမီကြည်ရတာအတော်လေးရင့်ကျက်ပြီးတင်းငိမ့်လာသလိုပဲ။စပိန်တစည်းနဲ့ဆိုင်နောက်ဖက်ဝင်လာတာဘဲကတငယ်ပါလေ။စပိန်နောက်ခုံမှာတင်ထားတဲ့ကြိမ်ချင်းကြီးကိုချပြီးသမီးနာယူသွားတယ်။ ။သမီးညွန်ပြတဲ့နေရာမှာပစ္စည်းတွေတုံချတယ်။အော်ကျစ်တော်ဖြူတွေ။ပြီးတော့သူက သမီးဆေးရောက်နေတဲ့နာဝင်ထိုင်နေ။သမီးကသူ့ရဲ့ညီအိတ်ကက်ထဲကပတ်စံတွေကို ပိုင်စိုးပိုင်နဲ့နှိုက်ယူပြီးရေတွက်ကြည့်နေတယ်။အဲ့ဒီတငယ်ကသမီးနဲ့ဘလို့ပတ်သက်နေပါလဲ။ကောင်းလေးကြည့်ရတာတော့မွန်မွန်ရီရီရိုးရိုးသားသားလေးပဲ။မရွှေကြော်ကမရွှေကြော်ဖဲရောက်နေပါလဲ။အရေးအယောင်တော့မတွေ့ပါလား။ မပြောကောင်းမဆိုကောင်းမရွှေကြော့တာမရှိခဲ့ရင်တော့ကျုပ်ရင်ခွဲရကြဲဗျာ။ကိုင်ရဘူးချေပြီးကျုပ်ဝင်နာကိုခပြေးပြေးချင့်ကက်သွားပါတယ်။တမီးကတော့သူ့ဝဲသူတွေနဲ့အလုရှုံနေလို့ကျုပ်ကိုမမြင်ဘူး။အိမ်တစက်မြိတ်မှာကျုပ်အသာရက်နေမိတယ်။တမီးနာကတ်ထိုင်နေတဲ့တငယ်ကတော့ကျုပ်ကိုစူးစမ်းတယ်လို့ကြည်နေတယ်။အဲ့ဒီအချိန်မှာအိမ်ထဲကထွက်လာတဲ့သချင်းတန်ကို ရုတ်တရက်ကျုပ်ကြားလိုက်ရတာပဲဗျို့။ ချစ်ပင်ပြူလို့ချစ်မိုးရီဆွေဆွေချစ်ရည်စင်ပခါဖြန်းလို့ချစ်ပန်းပွင့်ကားနီကျုပ်ရင်နဲ့ဒိန်ငနေဖြစ်သွားတယ်မရွှေကြော့အတန်ကြားလိုက်ရလို့ကျုပ်ဝမ်းသာလိုက်တာဗျာဝမ်းသာလိုက်တာမရွှေကြော့တခြင်းမစိုးနိုင်ရှာတော့ဘူးလို့အောင်းမိနေတာခုတော့စိုးနိုင်ရှာသားပဲမရွှေကြော့ရေကျုပ်ရင်နဲ့ဘလို့ဖြစ်မှန်းမသိဘူးမြစ်တာရီအတင်ချေတင်ချာ ကဘာမြင်ဆုံးစီတော့မမုံနိုင်ဘူးချစ်သူရဲ့ကျုပ်လက်ထဲကဝင်စီစလဲနဲ့အထုပ်တွေကိုပုတ်ခနဲပစ်ချပြီးကျုပ်အိမ်ခန်းထဲကို ပြေးဝင်သွားမိတယ်။အခန်းထဲမှာမက်ရွှေကြော့ကို ကျုပ်လှမ်းမြင်ရပါပြီ။သူဘာလုပ်နေပါလဲ။အော်သူသူအဝတ်ပကတ်လေးကို လွှဲရင်တချင်းစိုးနေတာကို သူမျက်နာကပြုံးလို့ကြီးလို့ ပခတ်ထဲကကလေးလေးကလေးပုံမုံဖြူဖြူနဲ့ချစ်စရာလေးပါလားဒါဒါဘသူကလေးပါလေအဖေမရွှေကြောကိုတလဲကလေးကိုတလဲကြည့်ရင်အသက်ရှူမှားမတက်ဖြစ်နေမိတဲ့ကျုပ်ကို အလန်တကြားခေါ်လိုက်တဲ့သူကตาကြီးဖိုးထောင်မရွှေကြောဟာကလေးမျက်နှာကိုငေးကြည့်နေရကစက္ကနဲမော့လာပြီးကျုပ်ကိုတွေ့တော့ဟင်မရွှေကြောစက်သေးတည်နေလိုက်တာအကြာကြီး နောက်တော့သမီးမကောက်အိမ်ထဲဝင်လာပြီးကြုံမှန်းလဲတိရော။အိုးသားမီသားဖာတွေတယောက်ကိုတယောက်ဖန့်ကုန်လိုက်ကြတာကျွတ်ကျွတ်ကိုညံသွားတာပဲဗျာ။အမလီကိုလှတဲ့ရှင်ပြန်လာသေးတယ်နော်။အဖေသမီးမမိုက်တော့ပါဘူး။အဖေစိတ်ထိခိုက်အောင်ပြောမိရဲ့အတွက်သမီးတောင်းပန်ပါလေ။အဖေထောင်းကထွက်ထွက်ချင်းအဖေရိုက်တာခံချင်လို့လို့ကျွန်တော်ကိုရိုက်ဆမ်းပါအဖေရိုက်ဆမ်းပါ ကျုပ်လည်းအားရပါးရငိုချလိုက်မှာပဲရင်ထဲပေါ့ပါတတ်တာသွားတယ်ပခတ်ထဲတဝါဝါငိုးနေတဲ့ကလေးကိုမရွှေကြော့ကောက်ချပြီးမိကောက်ရင်ဝင်နဲ့ထည့်ပေးတယ်မိကောက်ကအင်ဂျီလန်နှုတ်တိုက်တော်မှကလေးလည်းအငိုတိတ်သွားတယ်ဩကျုပ်တောင်မြေးကလေးရနေပြီကိုတညနေလုံးကျုပ်တို့သားမိတဲ့တွေစကားပြောလို့မကုန်ဘူးအဲ့ဒီညစာလောက်မြိန်နဲ့ထမင်းလည်းမရှိတော့ဘူး တမန်ကလေးကဆိုအိမ်မှာဟင်းတွေရှိနေလို့အတန်တန်တားနေတဲ့ကြားကစွတ်ပဲ။စပိန်လေးနဲ့ညာစည်းဘက်သွားပြီးခောက်ဆွဲကြော်ရီအစိမ်းကြော်ရီအခောက်ကင်တွေဝဲလာပြီးကျွေးတဲ့ဗျ။ရှင်ထဲမှာအတော်ကို ကြည်နူးဝမ်းသာဖြစ်ရတယ်။ကျုပ်တို့မိသားစုရဲ့အနာဂတ်ဟာအကြီးမတန်တော့ဘူးလို့ဆိုရတော့မှာပေါ့မဟုတ်လား။တညာလုံးလဲကလေးမြူလိုက်စကားပြောလိုက်နဲ့အချိန်ကုန်လို့ကုံသွားမှန်းတော့မသိတော့ဘူး။ညနေလာတော့သမီးကကြုတ်အတွက်ဖះရှင်ရှိမှအိယာပြင်ပေးတယ် ဖိုးထောင်အိယာနဲ့ရှင်းလျက်ပေါ့အရင်ကျုပ်နဲ့မရွှေကြော့အိတ်တဲ့အခန်းကိုတော့အိမ်အောင်ရှင်သမီးကအပိုင်းစီးလိုက်ပြီလေအတီးတီးအိယာဝင်တော့ကိုလှတင်ရဲ့ကျမလည်းရှင်းသိတဲ့အတိုင်းတခြင်းမဆိုးဖြစ်တာအတော်ကြာခဲ့ပြီနော် ဟော်ရီမိကလေးရလာမှကလေးချော်ရင်ပခတ်လွှဲရင်တခြင်းပြန်ဆိုးဖြစ်တာမိနေတဲ့တခြင်းတွေတောင် ပြန်ရလာတော့တယ်တော့ကျုပ်စိတ်ထဲမြေးရလာမှပြန်ငယ်သွားသလိုပဲတဲ့ နိုးဝါနေပြီဖြစ်တဲ့မြေးကလေးကိုခြေပြီးမရွှေကျော်ကပြောတယ်။ပြီးတော့ကဲကဲစိတ်ချလက်ချအိတ်တော်ကိုလှတယ်။ကျမလည်းကလေးသိရင်အိတ်တော်မယ်။ဒီကလေးက6လသားကလေးကကျမနဲ့အိတ်ခဲတာ။ပြောပြောဆိုဆိုနဲ့သူ့ခြေရင်ခံထဲဝင်သွားပါတယ်။တောင်းနေတော့တကြွကြွကလေးချော့တဲ့အတူမရွှေကျော်စီကတချင်းတန်ခတ်တိုးတိုးကိုကြားရတော့တယ်။ ချစ်ပင်ပြို့လို့ချစ်မိုးရိဆွေဆွေမရွှေကြော်ပြန်ငယ်သွားတဲ့အတွက်ကြုံဝမ်းသာလိုက်တာဗျာမနှင်းဖွေမဟေတီမဂဇင်း1989မေလာ2022 နာဆင်ပေးခဲ့တာအလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audio book မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။